ရန်ကုန်မြို့ကပ္ပိုင်စေရီလန်းချမ်းမြေရိပ်သာကျောင်းမှဆရာတော်အရှင်သနကာပြီးဝန်သားကတိပေဆိုင်ပွားတရားတော်ကိုဟောကြားတော်မူပါတော့မည်ရှင်ယခုဘုန်းကြီးမြမအတန်ကနေပြီးအတန်နဲ့ဟောကြားမယ့်တရားကတော့တိပေဆိုင်ပွားတရားတော်ဖြစ်ပါတယ်မြမနှစ်ကအဒီမြန်မာမှာချမ်းသာရတရားတော်ကိုအတန်နဲ့ဟောကြားခဲ့တဲ့ကော ယုံနံတို့ရဲ့သဘောမှန်ကိုအမှန်တိုင်းသိမြင်မှကိလေသာကိုပယ်တတ်နိုင်ပြီးဆင်းရဲခြင်းကချမ်းသာကိုရနိုင်ကြောင်းအဲဒီအတိမှမြင်မှန်ကိုရဖို့ရာယုံနဲ့နံကိုအရှိအရှိအတိုင်းရှုမှတ်ပေါ်မြင်ရကြောင်းဟောခဲ့ပါတယ်။ဘာကြောင့်ယုံနဲ့နံကိုရှုမှတ်ပေါ်မြင်ရတယ်လဲဆိုရင်ယုံနံတို့ရဲ့သဘာဝကိုအမှန်တိုင်းပိုင်းပိုင်းခြားခြားသိရအောင်လို့ပါပဲ။ဘုရားရှင်တော်မြတ်ဘုရားရဲ့ဒေသနာတော်မှာပိုင်းပိုင်းခြားခြားသိရမယ့်တရားပယ်ရမယ့်တရား ဉာဏ်နဲ့မျက်မှောက်ထင်ထင်သိမြင်ဆက်ရောက်ရမယ်တရားပွားများရမယ်တရားလို့၄မျိုး၄စားခွဲကြပြီးဟောထားပါတယ်အဲ့ဒီ၄မျိုးတွေက ပိုင်းပိုင်းခြားခြားသိရမယ်တရားဆိုတာခန္ဓာကိုယ်ခေါ်တဲ့ယုတ်နဲ့စိတ်စေတသိက်ခေါ်တဲ့နံတရားတွေပါပဲပယ်ရမယ်တရားဆိုတာကတော့လူကျင်တတ်မယ်နှစ်သက်တွေ့တာတဲ့တဏှာပါပဲဉာဏ်နဲ့မျက်မှောက်ထင်ထင်သိမြင်ဆက်ရောက်ရမယ်တရားကတော့ဆင်းရဲငြိမ်းတဲ့သဘောနိဗ္ဗာန်ပါပဲပွားများရမယ်တရားဆိုတာကတော့မေခင်ရှိပါအကျင့်တရားပါပဲ။ ။ဘာကြောင့်ယုံနာနှစ်ပါးကိုပိုင်းမင်းခြားခြားသိဖို့လိုတယ်လေလို့မေးเสียရှိပါတယ်။ယုံနာနှစ်ပါးဟာဆင်းရဲဆိုမှဆင်းရဲလို့ခေါ်တဲ့ဒုက္ခဒုက္ခဖောက်ပြန်ဆင်းရဲလို့ခေါ်တဲ့ဝိပရိနာမဒုက္ခဖြစ်တဲ့ဆင်းရဲလို့ခေါ်တဲ့သင်္ခါရဒုက္ခအဲ့ဒီဒုက္ခ၃မျိုးထဲမှာအကျုံးဝင်နေပါတယ်။ဒါကြောင့်ယုံနာနှစ်ပါးဟာဆင်းရဲအစ်င့်မှန်ပါပဲ။ရုပ်ရှိနေသည်မြတ်နာရှိနေသည်မြတ်ဆင်းရဲနေတာပါပဲ။သို့တော်လည်း အဲ့ဒီယုံနဲ့နံကိုတတိနဲ့စောင့်မရှိရင်ထင်ရှားတဲ့ဒုက္ခဒုက္ခကိုသာဆင်းရဲလို့သိကြပါတယ်။ချမ်းသာလို့ယူဆထားတဲ့ဝိပရိမနာမဒုက္ခနဲ့ဖြစ်ပျက်ဆင်းရဲသင်္ခါရဒုက္ခကိုတော့ဒုက္ခလို့မသိနိုင်ကြပါဘူး။ဒီယုတ်ဒီနံကိုဒုက္ခလို့မသိကြတော့ဒုက္ခလို့ထင်မှတ်တော့တာပါပဲ။ကောင်းနေချမ်းသာတယ်လို့ထင်မှတ်တော့တာပါပဲ။ဒါနဲ့ပဲဒီယုတ်ဒီနံကိုတာယာနှစ်သက်တတ်မြတ်တဲ့စိတ်တွေဖြစ်ပေါ်လာပါတယ်။ဒီလိုနဲ့ကိလေသာတွေဖြစ်ပေါ်လာတော့ဆင်းရဲတရားကထက်ကြမကွာကပ်ပါလာပါတော့တယ်။ ကြောင့်ဆင်းရဲညင်ညင်ချမ်းသာခြင်းနဲ့သူဟာဆင်းရဲအစ်မှန်ဖြစ်တဲ့ယုံနံတို့ရဲ့ဒုက္ခသဘောမှန်ကိုအမှန်တိုင်းပိုင်ပိုင်ခြားခြားသိဖို့လိုပါတယ်။အဲဒါလိုသိအောင်ကပေါင်းများရမယ်တရားဖြစ်တဲ့မိခင်ရှိပါအကျင့်တရားကိုမိမိတဏ္ဍာမှာဖြစ်ပေါ်အောင်အားထုတ်ရပါတယ်။ဘယ်လိုအားထုတ်ရလဲဆိုရင်ဖြစ်သည်မြတ်ယုတ်ဖြစ်သည်မြတ်နံကိုတတိနဲ့မပြတ်စောင့်ရှုနေရပါတယ်။ယုတ်ခန္ဓာကိုယ်ကြီးမှာယန္တန်ယုတ်နုညံယုတ်ဖြစ်ပေါ်ရင်လည်းဖြစ်ပေါ်နေတဲ့အတိုင်းတတိနဲ့စောင့်ရှုရပါတယ်။ယောစီဖွဲ့စည်းယုတ် သိပ်ပြီးဘူးဘဲလုံးဟဲရုပ်တွေဖြစ်ရင်လည်းဖြစ်တဲ့အတိုင်းပဲစောင့်ရှုရပါတယ်။ပူရုပ်အေရုပ်ဖြစ်ရင်လည်းစောင့်ရှုထောက်ကန်တောင်းနှင်းရုပ်လှုပ်ရှားရွေးရှားရုပ်ဖြစ်ရင်လည်းဖြစ်နေတဲ့အတိုင်းသတိနဲ့စောင့်ရှုရပါတယ်။ဒါကိုကာယ ानु ပဒနာသတိပဋ္ဌာန်လို့ခေါ်ပါတယ်။နာကျင်ကြိုက်ခဲစားတဲ့ကိုယ်ဆင်းရဲတွေသိရင်ဘူးဆွေးမှုစိတ်မချမ်းသာမှုစတဲ့စိတ်ဆင်းရဲတွေဖြစ်ပေါ်လာရင်လည်းဖြစ်ပေါ်နေတဲ့အတိုင်းရှုရပါတယ်။ကိုယ်ချမ်းသာတာစိတ်ချမ်းသာတာဝမ်းသာတာတွေဖြစ်ပေါ်လာရင်လည်း ဖြစ်နေတဲ့အတိုင်းနဲ့ရှုရပါတယ်ဒါကိုဝေဒနာနုပဒနာတတိပဌာန်းလို့ခေါ်ပါတယ်ကောင်းတဲ့စိတ်ပဲဖြစ်စေဆိုးတဲ့စိတ်ပဲဖြစ်စေဖြစ်ပေါ်လာရင်လည်းဖြစ်ပေါ်တဲ့အတိုင်းရှုပြီးနေရပါတယ်ဒါကိုစိတ်ဓာနုပဒနာတတိပဌာန်းလို့ခေါ်ပါတယ်မြင်သဘောကြားသဘောနံသဘောစားသဘောစတဲ့သဘောတွေကိုလည်းမြင်တယ်ကြားတယ်စသည်ဖြင့်ရှုပြီးနေရပါတယ်ဒါကိုဓမ္မနုပဒနာတတိပဌာန်းလို့ခေါ်ပါတယ်လူရင်းကတော့ရုပ်ဖြစ်တိုင်းနံဖြစ်တိုင်းတတိမလို့ရအောင်အမြဲရှုပြီးနေဖို့ပါပဲ ဒီလိုရှိရမှလည်းမတွေ့သေးမသိသေးတဲ့သဘောတွေကိုကြံစည်စဉ်းစားပြီးမရှိရပါဘူးယခုလည်းမြင်တွေ့နေသိနေတဲ့သဘာဝကိုတွေ့နေသိနေတဲ့အတိုင်းသာရှုသိရပါတယ်ဒါကပဲမြတ်စွာဘုရားကယထာဘူတံတမတ်ပညာယတသဗံအရှိသဘာဝအတိုင်းအမှန်တည်းပညာဖြင့်ရှုသိရမည်လို့မိန့်တော်မူပါတယ်မိမိမတွေ့သေးမသိသေးတဲ့သဘောကိုစိတ်နဲ့ခေါ်ယူပြီးဉာဏ်စီစဉ်းစားပြီးရှုရင်ဘာဝနာမရညာဥပဒနာညာမဖြစ်ပါဘူး ပိန္ဒာမယညာကြံညာတွေးညာတာဖြစ်တာမို့ကိလေသာကိုမပင်နိုင်တဲ့အတွက်ဆင်းရဲကိုမငြိမ့်စေနိုင်ပါဘူး။ဒါကြောင့်ဘာဝနာမယညာပွားညာဖြစ်အောင်ယထာဘူတံတမပညာယတထဗံဆိုတဲ့ဒေသနာတော်အတိုင်းအရှိအရှိအတိုင်းသာရှုတည်နေဖို့လိုပါတယ်။သွားရထိုင်နေအောင်ဣရိယာပုလေးပါလုံးမှာထင်ရှားတဲ့ရုပ်မှန်နဲ့နာမှန်နဲ့ကိုရှုတည်ရပါတယ်။ဘယ်ရုပ်ဘယ်နာမ်ကိုမှရှုမယ်လို့ရွေးချယ်ပြီးမနေရပါဘူး။ ီလိုရှိရမှာအစာဥမှာတော့တမာရီကကောင်းကောင်းမဖြစ်သေးတဲ့အတွက်ပြန်စိတ်လွင့်စိတ်ကြံစည်စဉ်းစားစိတ်တွေကိုပဲခဏခဏရှုနေရတတ်ပါတယ်စိတ်ဓာတ်ဥပဒနာပဲအဖြစ်များနေတတ်ပါတယ်သို့တော်လည်းအဲ့ဒါလိုရှုပါများလာတော့ပြန်စိတ်လွင့်စိတ်တစ်ဖြည်းဖြည်းနဲ့လာပြီးစူးလိုက်တည်ငြိမ်မှုတမာရီအားကောင်းလာပါတယ်ဒီအခါမှာယောဂီရဲ့စိတ်ဟာကာမိသန္တာ၊ဗျာပါဒ၊ထိနာမိတ်တာ၊ဥဒ္ဒစ္စကုက္ကုဇ္ဇာ၊ဝိသိကိစ္စဆိုတဲ့မိဝရဏအငြိအကျေးတွေကွင်းဝေးနေတဲ့အတွက်ဖြူစင်စင်ကြဲနေပါတယ် စိတ်ဓာတ်ဝိတ္တရီဖြစ်နေပါတယ်စိတ်စင်ကြယ်လာတာနဲ့အမြအသိဉာဏ်ကလည်းပို့ပို့ထမြင်လာပါတယ်ဒီလိုအသိဉာဏ်ထက်လာတော့ယုံနံတို့ရဲ့တဘာဝလက္ခဏာတာမဉ္ဇလက္ခဏာတွေကိုသိတာပြုလာပါတယ်ဒီနေရာမှာတဘာဝလက္ခဏာဆိုတာယုတ်တရားနန္တရားအသီးလေးတို့ရဲ့ပင်ကိုယ်ရင်းသိတဲ့ဘောပါပဲတခြားယုတ်တခြားနန္ဒီနဲ့မသက်ဆိုင်မဲဆံရယုတ်အသီးလေးနန္ဒီတို့နဲ့သာသက်ဆိုင်တဲ့ဘောလက္ခဏာလို့ဆိုလိုပါတယ်ပုံစံပြောရရင်ခင်မကျမ်းနဲ့တဘော မိညာတဘောဟာပထဝီယုတ်နဲ့သာတက်ဆိုင်နေတခြားယုတ်နဲ့လည်းမဆိုင်ပါဘူးထိတွေ့တဘောဟာဖတ်တာနဲ့သာဆိုင်နေခန္ဓာတဘောဟာဝေဒနာနဲ့သာဆိုင်နေတခြားယုတ်တခြားနာတွေနဲ့မတက်ဆိုင်ပါဘူးတဘောလက္ခဏာဆိုတာယုတ်နံတို့ရဲ့အဲဒီလိုပင်ကိုယ်ရင်းပြည်တဲ့တဘောလက္ခဏာပါပဲဒါကြောင့်ဓမ္မတင်္ကဏီမူလဒီကမှာသဘာဝကက္ခလဖုဒနာဒီကောအတာဓာရဏောခင်မှာဉာဏ်ဉာဏ်ထိတွေ့ခြင်းစသည်တဲ့အများနဲ့မတက်ဆိုင်တဲ့သဘောဟာသဘာဝလက္ခဏာပါပဲလို့ရှင်းပြထားပါတယ် ဗာမညာလက္ခဏာဆိုတာကတော့ယုတ်အလုံးနာအလုံးနဲ့တက်ဆိုင်တဲ့အများဆိုင်သဘောလက္ခဏာပါပဲမတည်ငြဲတဲ့သဘောအနိစ္စဆင်းရဲတဲ့မကောင်းတဲ့သဘောဒုက္ခအသက်ဝိညာဉ်ပုဂ္ဂိုလ်တ attva ငါမဟုတ်တဲ့သဘောအနတ္တဒီသဘောသုံးမျိုးကိုယုတ်တိုင်းနံတိုင်းမှာရှိပြီးယုတ်တိုင်းနံတိုင်းနဲ့တက်ဆိုင်လို့ဗာမညာလက္ခဏာလို့ခေါ်ပါတယ်ဒါကြောင့်ဓမ္မသင်္ကေတမူလတိကမှာပဲပါမဉ္ဉံပါဒါရဏအနိစ္စာရိတဘာဝအများနဲ့ဆိုင်တဲ့အနိစ္စအစိုက်တဲ့သဘောဟာတာမဉ္ဉလက္ခဏာပါပဲလို့ရှင်းပြထားပါတယ် အဲ့ဒီတဘာဝလက္ခဏာတမညာလက္ခဏာနှစ်ပါးနဲ့ကယောဂီဟာတဘာလက်တဘာဝလက္ခဏာကိုလည်းဥတည်တည်တမညာလက္ခဏာကိုနောက်မှသိပါတယ်သို့တော်လည်းတမညာလက္ခဏာကိုသိတဲ့အဆင့်မှာလည်းတဘာဝလက္ခဏာကိုပါသိနေတယ်ဆိုတာပြฏิပြုရပါမယ်တဘာဝလက္ခဏာကိုယခုရှင်းပြမယ်အတိုင်းသိလာပါတယ်ဝမ်မိတ်ကဖောင်းမှုပိန်မှုကိုရှုနေခိုက်မှာတောင်တင်းတဲ့ဘောထောက်ကန်တဲ့ဘောရေချသဘောတွေကိုဝမ်ပိုက်ပုံတန်ထမပါပဲတီတီတန်တန်ပီပီတတာသိလာပါတယ် ဒါဟာဝါယောခေါ်တဲ့လေရုပ်ရဲ့သဘာဝလက္ခဏာကိုပိုင်းမခြားရသိခြင်းပါပဲသူ့ကိုရှုသိနေတဲ့စိတ်ကလည်းငါရှုတယ်ငါသိတယ်ဆိုတဲ့အတ္တသဘောတွေမပါတော့ပဲထောက်ကန်တောင်းနေရွေးရှားရုပ်စီကိုဥတ္တံဥတ္တံပြီးသိပြီးသွားတဲ့သဘောလေးမျှတာပဲလို့သိလာပါတယ်ဒါဟာနန္တရားရဲ့အာယုံကြီးတို့ညွတ်ချင်းဆိုတဲ့သဘာဝလက္ခဏာနဲ့စိတ်ရဲ့အာယုံမပြီးချင်းဆိုတဲ့သဘာဝလက္ခဏာကိုသိနေခြင်းပါပဲထို့အတူပဲဉာဏ်ချုပ်တဲ့အခါ ကြွားတယ်လမ်းနေချတယ်လို့ရှုလိုက်မှာခြေဘွားရဲ့အထက်ဘက်စီကိုတွန့်တွန့်တက်သွားတဲ့သဘောရှေ့ကိုတရေချင်းတရေချင်းယူရွေးသွားတဲ့သဘောအောက်ဘက်စီကိုတရေချင်းတရေချင်းယူရွေးကျသွားတဲ့သဘောကိုသိနေတာဟာဝါရောရုပ်ရဲ့သဘောလက္ခဏာကိုသိနေခြင်းပါပဲရှုစိတ်ရဲ့ကြွမှုလမ်းမှုချမှုသဘောစီကိုဥတန်းဥတန်းပြီးတော့သိပြီနေတာဟာစိတ်နံရဲ့သဘောလက္ခဏာကိုသိနေခြင်းဖြစ်ပါတယ်အဲဒီလိုသိနေတဲ့အခါမှာ ယုံနာတို့ရဲ့ပင်ကိုယ်ရင်တိရံသဘောမျှကိုသာသိနေတဲ့အတွက်အသက်ဝိညာဉ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အတိမားအမြင်မှာယောဂီရဲ့တဏ္ဍမှာကျင့်စင်နေပါတယ်။ဒါဟာနာနဲ့ယောရဲ့သဘာဝကိုအမှန်တိုင်းသိမြင်တဲ့နာမရူပပရိစ္ဆေဒဉာဏ်ကအတ္တဒိဋ္ဌိတက္ကရာဒိဋ္ဌိကိလေသာကိုတည်ငါဘာအဖြစ်ပယ်တတ်ထားတာပါပဲ။ဒီသဘောကိုပဲအတိမားအမြင်မှာသင်ကျင်းနေတာဖြစ်လို့ဒိဋ္ဌိဝိတ္တုလို့ခေါ်ပါတယ်။ရှုစရာအာယုန်ရှိလို့ရှုတိလက်ကလေးတွေဖြစ်ဖြစ်နေတာပဲလို့လည်းအကြောင်းအကျိုး သဘောကလေးတွေကိုတည်တည်လာပါတယ်။ကြွခြင်းစိတ်၊ဆန်းခြင်းစိတ်၊ချခြင်းစိတ်၊ကိုယ်ခြင်းဆန်းခြင်းစိတ်၊ထိုင်ခြင်းထခြင်းစိတ်ကလေးတွေပါချိန်ကြားလာလို့အဲ့ဒီစိတ်ကလေးတွေကိုပါထည့်ပြီးရှုရတဲ့အခါမှာကြွခြင်းစိတ်စသည်ရှိလို့သာကြွရုပ်စသည်ဖြစ်ပေါ်လာတာပဲလို့လဲနာအကြောင်းကြောင့်ရိုးအကျိုးဖြစ်ပုံကလေးတွေကိုလည်းသိလာပါတယ်။ဒီလိုသိလာတဲ့အခါမှာကြွမှုလှမ်းမှုချမ်းမှုကိုပြုလုပ်ပေးသူပုဂ္ဂိုလ်တ attva ဆိုတာမရှိအကျောင်းအဆက်ဆက်ကြောင့်အကျိုးအဆက်ဆက်ဖြစ်နေတဲ့သဘောတတ်တဲ့မြတ်တာပဲလို့ အမှန်တိုင်းသိမြင်လာပါတယ်။ဒါအကြောင်းအကျိုးကိုခွဲခြားစိတ်ဖြာပြီးသိတဲ့ပစ္စည်းပရိစ္ဆာဉာဏ်ကကာရကအတ္တဝေရကအတ္တဒိဋ္ဌိကိလေသာကိုတည်ငါမဟာအဖြစ်ပေပတ်ထားရပါပဲ။ဒီနေရာမှာရှုမှတ်ပွားများမှုကြောင့်ယုံနံတို့ရဲ့သဘောမှန်ကိုအမှန်တိုင်းပိုင်ပိုင်ခြားခြားသိမြင်လာကုန်။အမှန်တိုင်းပိုင်ပိုင်ခြားခြားသိခြင်းကြောင့်ကိလေသာငြိမ့်နေဖို့ကိလေသာကိုပယ်နိုင်ဖို့ကိုတတိပြုဖို့လိုပါတယ်။ကိလေသာငြိမ့်နေတဲ့အခိုင်မှာဆင်းရဲခြင်းရာကိုတည်ငါအဖြစ်ဆက်ရောက်နေတယ်ဆိုတာကတော့ပြောဖို့မလိုတော့ပါဘူး။ ယခုယုံနံတည်းရဲ့တာမညာလက္ခဏာကိုသိဖို့ဆက်ပြောပါဦးမယ်။ယောဂီဟာတွေ့တဲ့ရှိမှပွားများတာနဲ့အမျှတတိသမารိဉာဏ်တွေပို့ဖို့ရင့်တန်လာပါတယ်။ဒီအခါမှာအရှိခံယုတ်တွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်ပြီးပျောက်ပျောက်သွားတာကိုအထက်လိုက်အထက်လိုက်လုံးလုံးမြောင်များစွာသိမြင်လာပါတယ်။လှမ်းယုတ်ချယုတ်များအဆင်ဆင်ဖြစ်ဖြစ်ပြီးပျောက်ပျောက်သွားတာကိုလည်းပိုင်ပိုင်ခြားခြားသိမြင်လာပါတယ်။ကြွရတယ်လှမ်းနေချတယ်လို့ရှုတဲ့စိတ်တွေဖြစ်ပေါ်လာပြီးပျောက်ပျောက်သွားတာကိုလည်းရှင်းရှင်းလင်းလင်းသိလာရပါတယ်။ဒီလိုသိမြင်လာတဲ့အခါမှာ ယခင်ကခြေတနာအတွင်းမှာကြွတဲ့အချိန်ကစပြီးတော့ခြတဲ့အချိန်ထိရုပ်ကြီးဟာတခုလေးပဲဖြစ်ပြီးတည်မြဲနေတယ်လို့ထင်မှတ်ခဲ့တဲ့မိစ္ဆာတင်ညာမရှိတော့ပါဘူးကြွရုပ်နှမ်းရုပ်ခြားရုပ်အဆက်ဆက်ဟာတစ်ဆက်ကတောင်မှတည်ထမနေပဲဖြစ်ပေါ်ပြီးတဲ့နဲ့ချက်ချင်းပဲပျောက်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 သွားကြတာပဲမတည်မြဲတဲ့သဘောတွေပဲလို့အနိစ္စလက္ခဏာကိုသိမြင်လာပါတယ်ချက်ချင်းချက်ချင်းပဲပျောက်ပျောက်ပျက်ပျက်သွားကြလို့မကောင်းတဲ့သဘောတွေပဲဆင်းရဲတဲ့သဘောတွေပဲလို့ဒုက္ခလက္ခဏာကိုသိမြင်လာပါတယ် ါကြောင့်မွေးဖွားလာကြတဲ့ကတမလွန်ဘုရားရောက်တဲ့ယထိမမြင်မစည်းပဲတတ်တော်ရဲ့ခန္ဓာကိုယ်မှာအမြဲတည်ရှိနေတယ်လို့ရှင်းကထင်ခဲ့တဲ့အသက်ဝိညာဉ်အတ္တဆိုတာလည်းမရှိပါလားဖြစ်ဖြစ်ပြီးတက်ပြက်သွားတဲ့ယုတ်သဘောနံသဘောမျှတာရှိတာပါလားလို့လည်းအနတ္တလက္ခဏာကိုပိုင်ပိုင်ခြားခြားသိလာပါတယ်အာကုဇီအခိုင်မှာအနှစ်အသားမရှိတဲ့ဟာတွေပဲလို့လည်းသိမြင်လာပါတယ်ဒီလိုသိမြင်တဲ့အသိမြင်တွေဟာရတနိစ္စံတန်ဒုက္ခယံဒုက္ခတတနတ္တဆိုတဲ့ဘုရားဟောဒေသနာတော်အတိုင်းတည်ခြင်းမှာပဲ အကျဉ်သဘောသည်မတည်မြဲထိုသဘောသည်ဆင်းရဲဤအကျဉ်သဘောသည်ဆင်းရဲဤထိုသဘောသည်အလိုတန်းဖြစ်စေနိုင်သည့်အတ္တမဟုတ်အာဟုဇရာအခိုင်မာအနှစ်သာမဟုတ်လို့တာမညာလက္ခဏာကိုပိုင်မှန်ခြားကြသိနေခြင်းပါပဲဒီလိုသိလာတဲ့အခါမှာတည်မြဲနေတယ်ကောင်းတယ်ချမ်းသာတယ်လို့အတိမှပြီးတာယာတတ်မဲ့မိတဲ့တဏှာကောင်းဆောင်တဲ့ကိလေသာတွေလည်းငြိမ့်နေပါတော့တယ်ဒါကြပဲအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါးတို့တင်ရိပ်ဆင်ញံသုံးသတ်တဲ့သမန္တနာညာလို့ခေါ်ပါတယ် ဒီအနိစ္စဒုက္ခအနတ္တဆိုတဲ့တမညာလက္ခဏာကိုသိတဲ့ဉာဏ်ဉာဏ်တန်လာတာနဲ့အမျှယုံနံတို့ရဲ့ဒုက္ခတဘာဝကိုပိုးပိုကြီးပိုင်မှန်ချာချာပြတ်ပြတ်သားသားသိမြင်လာပါတယ်ဒီအသိဉာဏ်ဉာဏ်တန်လာတာနဲ့အမျှယုံနံပေါ်မှာယောဂီရဲ့ခံယူချက်ခံစားချက်တွေပြောင်းလဲတွတ်တက်လာပါတယ်ယုံနဲ့နံကိုမပြတ်ဖြစ်ဖြစ်ပြီးပြည့်ပြည့်နေလို့ကြောက်စရာတွေပဲလို့သိမြင်လာပါတယ်မကောင်းတဲ့ဟာတွေပဲလို့လည်းအပြစ်မြင်လာပါတယ်ညီငွေပြီးလွတ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာပါတယ်ဒီလိုနဲ့ထပ်ပြန်တလဲလဲယုံနံကိုရှုပွားလေမမြဲခြင်းရဲ့အလိုမလိုက်အစိုးမရအစိုက်တဲ့မကောင်းတဲ့သဘာဝတွေကိုပဲသိမြင်လေသိမြင်နေပါတော့တယ်သို့တော်လဲနောက်ဆုံးမှအရှိကံယုံနံတို့ရဲ့ဖြစ်ပေါ်လာလိုက်ပျောက်သွားလိုက်ဆိုတဲ့သဘောတသက်ပေါ်မှာပဲရှုစိတ်တည်ငြိမ်နေပြီးဝမ်းမနေဝမ်းမသာမချမ်းသာမစည်းရဲအလဲအလတ်သဘောမှာပဲတည်နေပါတော့တယ်ဒီလိုနဲ့ဒုက္ခတစ္ဆာမှန်ဖြစ်တဲ့ယုံနံဆင်းရဲကိုပိုးပြီး ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပိုင်မှန်ရှာကြသည်လားလေညိတွယ်မှုတဏှာကောင်းဆောင်တဲ့ကိလေသာတွေငြိမ့်နေဖြစ်ပြီးနောက်ဆုံးမဉဏ်40ဖြစ်ပေါ်တဲ့အခါမှာကိလေသာခတ်သိမ်းလုံးဝငြိမ့်ပြီးဆင်းရဲချုပ်ငြိမ့်တဲ့သဘောကိုဉာဏ်နဲ့မျက်မှောက်ထင်မြင်သိမြင်ဆက်ရောက်ရပါတော့တယ်ဒီလိုဆင်းရဲငြိမ့်ရောက်ချမ်းသာလို့ရောက်အောင်ဒီတရားအစမှဟောခဲ့တဲ့အတိုင်းပွားများရမယ်မြေခင်၈ပါးမြေကတစ္ဆာတရားကိုမိမိတဏှာမှာဖြစ်ပေါ်အောင်ရှုပွားရပါတယ်ဒီလိုရှုပွားရမှာ ယုံနာအာယုံကိုရှုနိုင်အောင်ကြောင့်ညာဆိုင်အထုတ်တာကတမ္မာဝါယာမရှုတာကတမ္မာတတိယုံနာအာယုံကိုစူးစိုက်တည်ငြိမ်နေတာကတမ္မာသမာဓိရှုစိတ်ကိုယုံနာအာယုံကိုဥလှဲ့ပြီးတင်ပေးတာကတမ္မာသင်္ကပ္ပအမှန်တိုင်းပိုင်းပိုင်းခြားခြားသိတာကတမ္မာဒိဋ္ဌိရှုနေတိုင်းမှာအပြင်းမကင်းတဲ့အပြောအဆိုအပြုအမူအသက်မွေးမှုတို့ကိုမပြုဘဲရှောင်ကျဉ်နေတာကတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝမင်းလေးများပါပဲဒါကြောင့် ယောဂီဟာယုတ်ကိုရှုတိုင်းနာမ်ကိုရှုတိုင်းပွားများမယ်မြတ်ကဖြစ်ပါမြတ်ကတစ္ဆာတရားကိုပွားများနေပါတယ်။ဒါကြောင့်မယ်ပိုင်းပိုင်းခြားခြားသိရမယ်ဒုက္ခတစ္ဆာအမှန်ယုတ်နံဆင်းရဲကိုအမှန်တိုင်းသိမြင်နေပါတယ်။ဒီလိုသိခြင်းကြောင့်မယ်ပယ်ရမယ်သမှုရိယတစ္ဆာတဏှာကိုပယ်တတ်နိုင်ပါတယ်။ဆင်းရဲကိုဖြစ်ပေါ်စေတဲ့အကြောင်းတဏှာကိုပယ်တတ်လိုက်တော့ဆင်းရဲငြိမ်းတဲ့သဘောကိုဉာဏ်နဲ့မျက်မှောက်ထင်တဲ့သိမြင်ဆက်ရောက်တော့တာပါပဲ။ဒါကြောင့် တိပေဆိုင်ပွားဤလေးပါအများတတ္တဝတိပါစေတတ္တဝမှန်၍တရားတွေ့ချမ်းမြေ့သာယာရှိပါစေ